hallelujah ဘုရားခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ပတ်ကရာဇဝင်ချုပ်ပထမဆောင်เนาะအခန်းကြီး7ကျွန်တော်တို့လေ့လာခဲ့တယ်ကြိုတင်ပြင်ဆင်တော်ဘုရားဆိုတာဆိုတော့တကယ်ပဲဘုရားကကြိုတင်ပြင်ဆင်တယ်ဒီနေ့တော့နှစ်ပိုင်းထောက်ပံ့တဲ့ဘုရားဆိုတာဝင်ငှမယ်နှစ်ပိုင်းရှိတယ်ထောက်ပံ့တာကျွန်တော်တို့ရဲ့ဝိညာဉ်ပိုင်းကိုလည်းဘုရားထောက်ပံ့တယ်ဗျမပြီးသေးဘူးမြင်ရတဲ့အပိုင်းဒါကိုလည်းဘုရားခင်ထောက်ပံ့တယ်နှစ်ပိုင်းထောက်ပံ့တယ် တချို့ကဝိညာဉ်ပိုင်းဆိုင်ရာကြွယ်ဝတယ်မြင်ရတဲ့အပိုင်းမှာခံချောက်တယ်ဒါလည်းမဟုတ်သေးဘူးဗျတချို့ကမြင်ရတဲ့အပိုင်းမှာတော့အယမ်းအဆင့်ပြေးတယ်ဝိညာဉ်ပိုင်းကခံချောက်နေတယ်ဒါလည်းမဟုတ်သေးဘူးဖယားရှင်ကနှစ်ပိုင်းစလုံးထောက်ပတ်နေရှင်ဖြစ်တယ်အရေးကြီးတာဖယားလမ်းကြောင်းမှာဖယားနီးနဲ့သွားရင်ထောက်ပတ်ခြင်းမပြတ်ဘူးဟာလေလုယာအာမင်ဒီအကြောင်းကိုကျွန်တော်တို့လေ့လာမယ်ခဏဆုတောင်းရအောင်မြတ်တာတော်ရှင်ဖယားကတော့ကိုယေရှုတင်နေနှုတ်ကပတ်တော်နဲ့ကျွန်တော်ရဲ့အသက်တာကိုတိဆောက်ပေးပါဖယားခင်သည် ဝိညာဉ်ပိုင်းဆိုင်ရာမြင်ရတဲ့အပိုင်းမမြင်ရတဲ့အပိုင်းကိုထောက်ပံ့နေရှင်ဖြစ်တယ်။ထိုအရာကိုဝိညာဉ်ပိုင်းဆိုင်ရာလမ်းကြောင်းမှာတွားတာမှန်ရင်ထောက်ပံ့ကြီးလည်းမပြတ်ဘူးဆိုတာကိုဒီနှုတ်ကပတ်တော်အဖြစ်လေ့လာရမှာဖြစ်လို့ယေရှုတင်တယ်။ဖွင့်ပြအလင်းပေးပါဖျား။တက္ခယေရှုနာမ၌ယုံကြည်စွာဆုတောင်းပြီးအပ်နံပါတယ်ဖာ။အာမင်။အာမင်။ Okay ။ဆိုဒီနေ့ကျွန်တော်တို့ရာဇဝင်ချုပ်ပထမဆုံးခန်းကြီး7နှစ်နော်ခန်းကြီး7နှစ်ကိုတွားမယ်။ အပိုင်ငယ်တင့်တဲ့နှစ်ကိုကျွန်တော်ဖတ်ပါမယ်။ဒါဝိဒ်ဒီကိရှာသားရှောလူကို ရှောင်၍ဇိကလက်မျိုး၌နေစေသူ့ဘက်သို့ဝင်စားတော်သူလေးလက်နဲ့ကိုဆောင်၍လက်ရလက်လက်ဝဲလက်မ၍ကြောက်နှစ်များကိုပြစ်တင်သောစစ်သူရဲ့ကြီးရှောလူပေါက်ဖို့ဗိယမိန်အမျိုးသားဟူမူကားအိုးအိုးဗိယမိန်မျိုးနော်လေဗိယမိန်မျိုးစားသူကြီးလောက်တော်သူတွေ เนาะအမျိုးထဲမှာသူကြီးလှုပ်တော်သူခေါင်းဆောင်လှုပ်တော်သူအေးအဲ့ဒီအမျိုးပြောတာထာပါလေဆိုဒါဝိတ်ကရှောလူလက်ကနေလွတ်အောင်ထွက်ပြေးတရားခန်းကြီး29မှာပြေးပြီးမှဇိကလက်မြို့ပိုင်ဖြစ်တဲ့အချိန်ရှောလူလည်းမသေးသေးဘူးဒါပေမဲ့အဲ့ဒီအချိန်တော်တွင်းလေးမှာပေါ့နော်ရှောလူဘက်မှာရှိတဲ့ဗိယမိန်အမျိုးသားတချို့ရှိအစွမ်းရှိတဲ့ထမြက်တဲ့သူတွေဒီလူတွေလေး ရှောလူဘက်ကနေဒါဝိဘက်ကိုကူးလာတယ်ဗျာဒါဝိဘက်ကိုရှောလူဘက်ကလူတွေကူးလာတယ်ဒီမှာတော့ရှောလူအမျိုးတွေကလူတချို့ဒါဝိဘက်ကိုရောက်လာတယ်အဲ့ဒီပြင်ဗိယမိန်အမျိုးတခြားအမျိုးတွေကလူတွေလည်းတခါတည်းဒါဝိနဲ့လာပူပေါင်းလာတယ်လာပူပေါင်းလာတယ်အဲ့ဒါဆိုတော့အပိုင်ငယ်၃မှာဗာကြီးလေးဆိုရင် အကြီးကဲဟာဇေလသူ့နောက်ယောရှဂိဘာမျိုးသားရှေမအာဇမာဝက်တာရေဇေလနဲ့ပေလက်ဘေယာခအနောတိအမျိုးယေဟုဘိုလ်စုတွင်ထူဆန်းသောအကြီးကဲလို့သောဂိဘောင်မျိုးသားဣရှမာယအိုအများကြီးပဲအများကြီးတော့ဗိညာမိတ်အမျိုးတွေကနေအများကြီးဒါဝိဘက်ကိုကူးလာတယ်အဲ့တော့ဒါဝိကမြင်ရတဲ့အပိုင်းမှာလေသူ့စီမှာ လူအင်အားများလာတယ်ဒါဝိဘက်ကိုပြောင်းလာတယ်လူဆိုတော့အဲ့ဒါဘယ်ချိန်လဲဆိုဒါဝိကဖိလတိနဲ့ပေါင်းပြီးတော့မှဣသရေလကိုစစ်တိုက်ဖို့သွားတယ်မတိုက်ဘူးသူကလမ်းတော့ကနေသူပြန်ခောက်လာတယ်ပြန်ခောက်လာပြီးတော့ဒီဘက်ကိုရောက်ပြီးတဲ့နောက်ပိုင်းပေါ့အဲ့ဒီနောက်ပိုင်းသူ့ဘက်ကိုကူးလာတဲ့သူတွေအများကြီးပဲသူ့ဘက်ကိုဝင်စားတဲ့လူဣသရေလအမျိုး၁၂မျိုးတွေကစည်ရင်အကုန်ရေးထားတယ်စည်ရင်တော့ ဣတရီလအမျိုး၁၂မျိုးဆိုဖရာသခင်လူမျိုးတော်ဖြစ်တယ်။ဖရာရဲ့လူမျိုးတော်တကယ်ပဲဒါဝိဘက်ကိုဖရာဗိတ်သိပ်ပေးတဲ့လူဖရာရွေးကောက်တဲ့ဘက်ကိုရောက်လာတယ်။ကြည့်ဖရာလူမျိုးတော်တွေဖရာဒါဝိဘက်ကိုရောက်လာတယ်။ဖရာသခင်ပို့တာနော်ဒါဝိသွားခေါ်တာမဟုတ်ဘူး။စည်ရင်ရှိတယ်နည်းနည်းကြည့်မယ်။ဘလောက်များတယ်လဲဆိုတာနော်။အပိုင်ငယ်24 တိချုပ်အခန်းကြီး7အပိုင်ငယ်24ကျွန်တော်ဖတ်မယ်ဒိုင်းနှင့်လံကိုဆောင်၍စစ်တိုက်လက်နက်စုံနှင့်ပြည်စုံသောယူဒအမျိုးသား6800ယူဒအမျိုး6800ဒါဝိဘက်ကိုရောက်လာပြီဣသရေလ7မျိုးတွေကယူဒအမျိုး6800ပြီးသွားရင်အပိုင်ငယ်25 ခွန်အားကြီးသောစစ်သူရဲ့ရှီမောင်အမျိုးသား8100ရှီမောင်အမျိုးဘယ်လောက်လဲ8100ကြည့်အပိုင်ငယ်26လေဝိအမျိုးသား4600လေဝိအမျိုးတွေက4600ရှိသွားပြီအပိုင်ငယ်29 ဇာတုံးနေသူဤအဆွေမျိုးတတ်မှုနှစ်ကြိတ်နှစ်ပါးရှောလူပေါက်ပေါ်ပြစ်တော့ဘိယမိန်အမျိုးသား3000ဘိယမိန်ဘိယမိန်3000ဘိယမိန်3000အပိုက်ငယ်30ခွန်အားကြီး၍အဆွေမျိုးတို့တွင်ထင်ရှားသောအေဖရိအမျိုးသား2800 အေဖရိန်အမျိုးသား2800အေဖရိန်ဆိုတာယောသက်ရဲ့သားနှစ်ယောက်ထဲကဒုတိယသားတော့ဣသရေလ12မျိုးထဲမှာယောသက်အဲ့ဒီယောသက်ကသားနှစ်ယောက်ရမနာရှင်နဲ့အေဖရိန်အဲ့တော့ဒီဣသရေလ12မျိုးစည်ရင်ရေးတဲ့အခါမှာယောသက်ကိုဖယ်ပြီးတော့မနာရှင်နဲ့အေဖရိန်ကိုထည့်လိုက်အဲ့တော့အဲ့မှာအေဖရိန်ကဘယ်လောက်ရှိလဲ2800အမှလိုက်တယ် မနာရှေဘလောက်လိုက်မလဲကြည့်ရအောင်အပိုက်ငယ်31ဒါဝိတ်ကိုရှင်မေယာ၌ချီးမြှောက်ခြင်းကစည်ရင်းဝင်သောမနာရှေအမျိုးဝက်ထဲကလူ18000တော်တော့မနာရှေမျိုးနောက်တစ်ဝက်ကြံသေးတယ်နော်မှတ်တာနော်ကြံတဲ့အမျိုးတော့အပြည့်ကြီးတယ်ဒါပေမဲ့မနာရှေအမျိုးကျတဝက်ပဲကြီးတယ်မနာရှေအမျိုးတဝက်ထဲက18000ဟုတ်ပြီနော်ကြည့်ပြီအပိုက်ငယ်32ကိုကြည့်မယ် ကာလအချိန်တို့ကိုနားလည်၍ဣတရေလအမျိုးသည်အဘယ်သို့ပြုတင်သည်ကိုတိတက်သောဣတခာအမျိုးဟာဘယ်ချိန်မှာဘာလုပ်ရမယ်ဘယ်ချိန်မှာဘာမလုပ်သင့်ဘူးဆိုတာကိုလေအချိန်ကာလနဲ့ပိုင်းခြားပြီးသဘောပေါက်တာဘာမျိုးဣတခာအမျိုးကဲအဲ့ဒီဣတခာအမျိုးတွေကဘယ်လောက်လဲ200ဣတခာအမျိုးတွေက200ပြီးသွားတော့နောက်ထပ်33ဇာဘူးလုံးမျိုးလာမယ်စိတ်နှခွာမရှိတက်အခင်းချင်းမပြတ် စစ်တိုက်လက်နဲ့စုံနေပြည့်စုံလေစစ်ချီ၍တိုက်တတ်သောဇာဘူးလုံအမျိုး9000ဇာဘူးလုံက9000လုံးဝမလျှော့ဘူးတိုက်ရိုက်ခိုက်ရအစွမ်းရှိတယ်ဘယ်တော့မှနှောင်းမဆုတ်ဘူးရအောင်ချမယ်စစ်လက်နဲ့အစုံရှိတယ်ဇာဘူးလုံအမျိုးဘယ်လောက်လဲ9000ဇာဘူးလုံအမျိုးတွေက9000လိုက်လာပြီပြီးတော့မှ34နာတလိအမျိုးဘိုးတထောင် နာတလိအမျိုးသားထဲမှာဘိုးကြီးပဲဘလောက်လဲတထောင်ပြီးသွားမှာ35ဓာန်မျိုးလာမယ်ဓာန်မျိုးတွေကစစ်မှုစစ်ရေး၌လက်ကျတော်သူ28600 28600ကြည့်ပါဓာန်မျိုးတွေမှာကျွမ်းကျင်တာစစ်ရေးမှာကျွမ်းကျင်တာ28600ဓာန်မျိုး ပြီးမှအငယ်36အာရှမျိုးလာမယ်အာရှအမျိုးတွေကထိုးတူလက်ကျက်၍စစ်ချီတက်တော်သူလေးရောင်းအာရှအမျိုးဟာကျွမ်းကျင်နဲ့စစ်တိုက်တာအဲ့ဒီလူတွေမှာလေးသောင်းလိုက်လာပြီဘယ်သူတွေကြံသေးလဲရူဗင်ကြံနေ get အမျိုးကြံနေမနာရှိတဝက်ကြံသေးတယ်ဟုတ်ပြီဣသရေလ12မျိုးထဲမှာ ရူဘင်မပါသေးဘူးဂတ်မပါသေးဘူးနောက်မနာရှိတဝက်ကြံသေးတယ်ကဲသူတို့ကဘယ်လောက်လိုက်မလဲကြည့်အောင်နော်အပိုက်ငယ်38ယော်ဒန်မြစ်တစ်ဖက်ရူဘင်အမျိုးဂတ်အမျိုး မနာရှိအမျိုးတဝက်ထဲကစစ်တိုက်လက်နက်စုံအမျိုးမျိုးနဲ့ပြည်စုံတော်သူတသိန်း2000တီဘယ်လောက်လဲ၃မျိုးပေါင်း2မျိုးနဲ့မနာရှိတဝက်ပေါင်းစုစုပေါင်း တသိန်း2တောင်းလိုက်လာတယ်ဒါဝိရဲ့စစ်တပ်ထဲကိုရောက်လာတယ်ဆိုတော့တကယ်တကယ်တမ်းစဉ်းစားမယ်ဆိုလို့ရှိရင်ဣတရေလအမျိုး12မျိုးဒါဝိကိုလေဘယင်းနေရာမှာသူတို့အခုသဘောတူပြီသဘောတူပြီချင်းမြောက်ပြီသူတို့ကိုယ်တိုင်ဝေခံပြီကြည့်သူတို့ချင်းမြောက်တာမှစမ်းစာမှာဘလို့ရေးတဲ့ထင်လဲစိတ်အားထက်သန်တဲ့တကယ်ကြည်ညိုတဲ့စေတနာစိတ်ရှိပြီးတော့ချင်းမြောက်တာတစ်ချိန်လုံးကလျှော်လူလိုက်လို့ထွက်ပြေး ောဂျိုတောင်ကြားဟိုနာပုံဒီနာပုံဒါပေမဲ့လေတရက်တော့အခုဒီလူတွေသူ့ကိုနှောက်ရက်တဲ့လူရှော်လူနှောက်လိုက်စစ်တက်ဒီဣတရီလာအမျိုး12မျိုးဟာလာအာလုံးကအခုတော့သဘောပေါက်သွားပြီဒါဝိတ်ကိုလေနားလေသွားပြီသူဟာတကယ်ဖျားတကယ်ဘိတ်သိပ်ပြီးတော့သူပဲဟိုးရှမွေလာမသိခင်တည်းက ဖြာဒိတ်ပေးခဲ့တယ်ဒီသူဟာဗိတ်သိက်ခံရတော့သူဘယင်ပြစ်မဲ့သူအခုငါတို့သဘောပေါက်ပြီသဘောပေါက်တဲ့အချိန်မှာဒါဝိတ်ရှိသေးတယ်ဒါဝိတ်ပါလေဖျားနဲ့သွားတယ်ဖျားနဲ့အသက်ရှင်တယ်ဒီဆက်နဲ့မျိုးဟာသူ့ကိုတစ်ချိန်လုံးကနှောက်ရက်ခဲ့ပါတယ်တိုက်ခိုက်ခဲ့ပါတယ်သို့တော့ဖျားနဲ့သွားရင်မပူနဲ့ဖျားသခင်ဘာလုပ်ပေးမလဲထောက်ပံ့ပေးမယ်ထောက်ပံ့မယ်ဖျားက ဆုံဆုံလင်းလင်းပြည့်စုံထောက်ပံ့မယ်။မြင်ရတဲ့အပိုင်းလည်းထောက်ပံ့တယ်လို့ဒါဝိရဲ့ဝိညာဉ်ပိုင်းကိုလည်းထောက်ပံ့ပေးတယ်ဘုရားဖြစ်တယ်။ဒါဝိရဲ့ဝိညာဉ်ကြီးကလည်းမဖောက်ပြဘူး။တကယ်ဘုရားနဲ့တွားတယ်။မြင်ရတဲ့အပိုင်းဆုံလင်းမှဒါဝိရဘုရားနဲ့တွားတာမဟုတ်ဘူး။ချက်တော်ညီကိုမောင်းတော့မှဝိညာဉ်ပိုင်းမှာအရင်ထောက်ပံ့ခြင်းခံရဖို့လိုတယ်။အာမင်။ဒီကြနာတော့မှဒါဝိရဣသရေလ12မျိုးရဲ့ထောက်ပံ့ခြင်းကအရင်မလာဘူးနော်။မလာဘူး။ ပြတ်တတ်ပြီပဲအရင်လာတာတိုးတော့အဲ့ချိန်မှာသူ့ရဲ့ဝိညာဉ်ပိုင်းဟာဖယားနဲ့ထောက်ပံ့ခြင်းကို ကောင်းကောင်းခံယူတယ်။အာမင်မြင်ရတဲ့အပိုင်းမှာအစင်မပြေဘူးထောက်ပံ့ခြင်းမရှိဘူး။တိုးတော့မမြင်ရတဲ့ဝိညာဉ်ပိုင်းမှာဖယားရဲ့အထောက်ပံ့ကိုကောင်းကောင်းဒါဝဲယူတယ်။အဲ့ဖယားနဲ့ stand လုပ်သွားတယ်ရက်တည်သွားတယ်။အဲ့ဒါပြီးသွားတာနဲ့မြင်ရတဲ့အပိုင်းကထောက်ပံ့ခြင်းတောက်လျှောက်ဝင်လာတာ hallelujah ပဲ။ဒါကြောင့်ဒီမှာ zoom ကညီကိုမောင်နှမတွေ မြင်ရတဲ့အပိုင်းစပွန်ဆာလိုက်မရှာနဲ့မြင်ရတဲ့အပိုင်းကထောက်ပံ့ခြင်းကိုနားမယောင်နဲ့မျက်စိမမှောက်သွားစေနဲ့ဟုတ်လားမျက်စိနဲ့မမြင်ရတဲ့ဝိညာဉ်ပိုင်းထောက်ပံ့ခြင်းကအရေးအများယူထားဖို့လိုတယ်အခုဒါဝိတ်ကိုကြည့်မျက်စိနဲ့မမြင်ရတဲ့ဖရာအပိုင်းဝိညာဉ်ပိုင်းထောက်ပံ့ခြင်းကောင်းကောင်းယူထားတဲ့အခါမှာဣတရီလာ၁၂မျိုးပြောစရာမလိုတစ်မျိုးပြီးတစ်မျိုးစစ်တိုက်ကြွန့်ကျင်တဲ့လူစေတနာရှိတဲ့လူသူ့အပေါ်မှာစိတ်အားထက်သန်တဲ့သူ ဟလာအချိန်ကာလကိုပိုင်းခြားပြီးနားလဲတဲ့သူကြည့်နော်စိတ်ရင်းမှာကြွန့်ကျင်တော်သူလမ်းကြောင်းနေသီတော်သူအိုးအမျိုးလိုက် အမျိုးလိုက်ဝင်လာတာအားလုံးဣတရီလာ၁၂မျိုးစလုံးသူစီရောက်လာတယ်သူစီရောက်လာတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်အနေနဲ့ဗာပြောခြင်းလေဆိုလို့ရှိရင်ဝိညာဉ်ပိုင်းဖြည့်စည်တာကိုအရင်ခံပါဖယားရှင်ဟာဘယ်တော့မှသူ့တာသမီကိုလေ မြင်ရတဲ့အပိုင်းကိုအရင်မဖြစ်စည်းဘူးအဲ့ဒါတေချာနားလဲရဘူးလို့တယ်မမြင်ရတဲ့ဝိညာဉ်ပိုင်းကိုအရင်ထောက်ပံ့တဲ့ဖရားဖြစ်တယ်ထောက်ပံ့ခြင်းနှမျိုးရှိတယ်ဝိညာဉ်ပိုင်းကိုအရင်ထောက်ပံ့တယ်ဝိညာဉ်ကြီးကမှခိုင်ခံ့ဖို့မြဲမြံဖို့ဖရားကိုကြည့်ဖို့ဖရားနဲ့တွာလာတတ်ဖို့အဲ့ဒါအရင်သင်တယ်အဲ့ဒါအောင်ပြီဆိုရင်မြင်ရတဲ့အပိုင်းလူအင်အားငွေအင်အားစစ်တပ်အင်အားအတတ်ပညာအင်အားပိုင်းခြားနားလဲခြင်းအလုံးတွက်သူရောက်လာတာဖြစ်တယ်ဒါကြောင့်မလို့ချက်တော်ကြီးကိုမောင်းတော့ မမြင်ရတဲ့ဝိညာဉ်ပိုင်းကိုဦးစားပေးပါအဲ့ဒါကိုအဓိကထားပါအဲ့ဒီအပိုင်းမှာခိုင်ခတ်လာရင်ဂျန်နဲ့ပိုင်းသူ့အတူဘုရားခင်ဖြည့်ဆည်းပေးသွားမှာဖြစ်တယ်ဒါလေးကိုကျွန်တော်နားလည်စေချင်တာဖြစ်တယ်ဒါဝိတ်ကိုကြီးကြီးနဲ့ကျွန်တော်ရဲ့အသက်တာမှာခွန်အားရလာဩဒါဝိတ်ဟာနှစ်ပေါင်းများစွာမမြင်ရတဲ့ဝိညာဉ်ပိုင်းပြုတ်ပြင်ပုံသွင်းခြင်းအရေးခံရတယ်အရေးခံရတယ်နော်ဒါကြောင့်ဘုရားသခင်ကထောက်ပံ့တော်ရှင်နှစ်ပိုင်းထောက်ပံ့တယ်မမြင်ရတဲ့ လူမျက်စိနဲ့မမြင်ရတဲ့ဝိညာဉ်ပိုင်းကိုအရင်ထောက်ပံ့နေဝိညာဉ်ပိုင်းကခိုင်ခန့်လာတယ်မြဲမြံလာတယ်နှစ်ပေါင်းများစွာဖျားနဲ့တွတ်တက်လာပြီဆိုရင်မြင်ရတဲ့အပိုင်းမပူနဲ့တလဟောဝင်လာလိမ့်မယ်။အိုးတမျိုးပြီးတမျိုးတောက်လျှောက်ဝင်လာလိမ့်မယ်။အဲ့ကြရင်ကိုကလေဘာမှမလို့သူ့နေရာနဲ့သူ ခွဲခန့်တက်ပြီးရပြီ။ဟာလေလုယာတကယ်သူ့နေရာနဲ့သူခွဲခန့်တက်ဖို့ပဲလိုတယ်ချက်တော်ကြီးကိုမောင်တော်မဝိညာဉ်ကြီးရလေ။ ။ဒါကြောင့်ခွဲခန့်တတ်တဲ့ပညာအကျွတ်တင်ဆုတောင်းတာပါ။ဖယားရှင်ကျွန်တော်ရဲ့ဝိညာဉ်ကိုအားဖြည့်ပေးပါ။ကျွန်တော်ဝိညာဉ်ကိုခိုင်ခန့်စေပါ။ဖယားရှင်နဲ့အတူသွားတတ်တဲ့တတ်တာကျွန်တော်ကိုပေးပါ။ဖယားရှင်ဘလို့ချင်နေရောက်ဖယားကိုမျောကြည့်ပြီးသွားတဲ့တတ်တာပေးပါ။ဆုတောင်းတာပါ။စက္ကတ်တာပါ။အဲ့ဒီအတွင်းဝိညာဉ်ကိုအားဖြည့်ပြီးမြင်ရတဲ့ပိုင်းရောက်လာမယ်။သူ့နေရာနဲ့သူခွဲခန့်တတ်ဖို့ပြင်ဆင်ထားပါ။အာမင်။အခုကြည့်နော်ကျွန်တော်ပြန်ပြောမယ်ယူဒအမျိုးဘလောက်လဲ6000နဲ့800 लेवी बलाव ले असॉरी शिमा बलाव ले कौन ठाउने टेया लेवी या लेयर आउने शाओया भैया मैया तो उठाओ एवरिंगा न ताऊने शिया मनाशी टवा का बलाव ले ताऊने शिठाओ इतका नया जाबुलो गाजा नाताली बोजी बैठ ठाओ पिमा ढाई ने काइने दू तो ताऊने कौन ठाउन्शी ဒံအမျိုးအား28600အာရှာအမျိုးအား4000ရူဘင်ဂတ်မနာရှိတဝက် တပ်သိန်းနဲ့2000စုစုပေါင်းဣသရေလအမျိုး12မျိုးစလုံးပါတယ်ယောသတ်နေရာမှာအေဖရိန်နဲ့မနာရှိဟိုဘက်တဝက်ဒီဘက်တဝက်ပါသွားတယ်ဖယားကသူ့လူမျိုးတော့အားလုံးကိုသူဗိတ်သိပ်ပေးထားတဲ့ဒါဝိစီကိုပို့လိုက်တယ်ဟာလေလုယား ဘုရားကလူမျိုးတော်တွေရှိတယ်ဘုရားကရွေးကောက်ထားတဲ့လူတွေရှိတယ်ခွဲခံထားတဲ့လူတွေရှိတယ်ဘိတ်သိက်ရှိသောသူစီကိုရောက်လာလိမ့်မယ်ဟာလေလုယာအာမင်ဘိတ်သိက်ရှိသောသူစီကိုအဲ့ဒီလူအရင်မပုတ်ဘာရင်ပုတ်မလဲမမြင်ရတဲ့ဝိညာဉ်ပိုင်းကိုအရင်ထောက်ပံ့မယ်ဝိညာဉ်ပိုင်းဆိုင်ရာထောက်ပံ့ခြင်းကောင်းကောင်းယူကောင်းကောင်းယူဘုရားနဲ့တွားတဲ့အောင်ဝိညာဉ်ပိုင်းဆိုင်ရာကောင်းကောင်းလုပ်အဲ့ဒါပြီးသွားရင်မပူနဲ့တောက်လျှောက်တလောလိမ့်မယ်မြင်ရတဲ့ဘိုင်းကအာမင်ဒါကြောင့်မလို့အတ္တဒါတိတိကိုစက်ကရအောင်ဖယားရှိကျွန်တော်ကျမ မမြင်ရတဲ့ဝိညာဉ်ပိုင်းဆိုင်ရာထောက်ပံ့ခြင်းကောင်းကောင်းယူတတ်တော်သူဖြစ်စေပါဘုရားကကျွန်တော်ရဲ့ဝိညာဉ်ကိုထောက်ပံ့နေတယ်အားဖြည့်ပေးနေတယ်ခံယူတတ်စေပါပြင်ဆင်ရအောင်ဆုတောင်းရအောင်ဟုတ်လားနှမျိုးထောက်ပံ့မယ်အရင်ထောက်ပံ့မှာဝိညာဉ်ပိုင်းဒုတိယထောက်ပံ့မှာမြင်ရတဲ့အပိုင်းအာမင်နှစ်ပိုင်းထောက်ပံ့တော်ဘုရားဖြစ်တယ်ဟာလေလုယာတစ်ပိုင်းနဲ့ထောက်ပံ့ပြီးဖြုတ်ချခဲ့တဲ့ဘုရားမဟုတ်ဘူးဆိုတာလေးကိုအားပေးခြင်းတယ်ကျွန်တော်နဲ့တူတတ်တာကိုစက္ကရအောင်အဖအကူရကိုကြည်စုတင်တယ် ကိုရောကောင်းမြတ်တဲ့ဘုရားဖြစ်ပါတယ်။ကျေးဇူးပြုတဲ့ဘုရားဖြစ်ပါတယ်။ဘုရားရှင်တတ်တာများကိုဆက်ကတဲ့။တရှိသောဝိညာဉ်တော်ဘုရားကိုရောမဆပါ။လက်တော်စံတန်းပါကြီးတော်မှုကိုကိုရောပြုပါ။ကိုရောကောင်းမြတ်သောကြောင့်နာမတော်ချီးမွမ်းပါ၏။ဝိညာဉ်တော်ဘုရားကိုရောကိုရောကိုချီးမွမ်းပါလေ။ကိုရောကိုအားပြုပါလေဖ။ကိုရောအလုံးလုံးတော်မူပါ။ဘုရားရှင်ကျွန်တော်ရဲ့အသက်တာဒါဝိဒ်ကဲ့သို့မမြင်ရတဲ့ဝိညာဉ်ပိုင်းကိုဘုရားရှင်ထောက်ပံ့တာဒါဝိဒ်ဝန်ခံတယ်လို့တကယ်ကျွန်တော်အသက်တာလေမမြင်ရတဲ့ဝိညာဉ်ပိုင်းကိုကိုရောအရင်ထောက်ပံ့တယ် အရင်ပြင်ဆင်နေတယ်ဒါတွေကိုဝန်ခံသဘောတူပြီးသွာလာတက်တဲ့အသက်တာဖယားရှင်ကျွန်ုပ်ကိုပေးပါလက်တော်ထဲမှာအနန္တေအိုအဖာဂျေဇုပြုတော်မူပါတကယ်ပဲဝိညာဉ်ပိုင်းမှာကိုတော့ထောက်ပံ့နေတာကိုခံယူတက်ရုံသာမကဘူးဖယားတကယ်မြင်ရတဲ့အပိုင်းကိုထောက်ပံ့လာရင်တကယ်ပဲဘလို့လောက်ရမယ်ဆိုတာကြိုတင်ပြင်ဆင်တတ်သောသဘောကျွန်တော်အသက်တာမှာရှိပါမိအကြောင်းကျွန်တော်ကိုဉာဏ်ပညာပေး၍မဆတော်မူပါဗျာလက်တော်ထဲမှာအနန္တေဂျေဇုတင်တဲ့အဖာ တခရယေရှုနာမ၌ယုံကြည်စွာဆုတောင်းပြီးဆက်ကပ်ပါれဖဖျာအာမင်အာမင်ဘုရားလူနှုတ်ဆက်လိုက်နှစ်ပိုင်းထောက်ပံ့တော်ဖျာဖြစ်တယ်အာမင် God bless you